ဆက်ကြမင်းတိုင်းရင်စီဆက်ယုံကအမျိုးသမီးတွေကိုဓမ္မရလာမလာလုံကြီးလန့်ကြည့်တဲ့မန်နေဂျာနဲ့ဆက်ယုံမှုကိုစစ်ကောင်စီရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့ပေမဲ့အရေးယူခဲ့တာမရှိဘူးလို့လူသမားရေးဆောင်ရွက်သူတွေကညရင်းမြန်မာကိုပြောဆိုလာပါတယ်။လူမှုကွန်ရက်မှာဆက်ကြမင်းတိုင်းရင်စီဆက်ယုံနဲ့ပတ်သက်ပြီးဝေဖန်မှုတွေညှင့်တက်နေတာကြောင့်မစလန်၂၆နှစ်မှာစစ်ကောက်စီရဲတပ်ဖွဲ့ကတွားရောက်ဆစ်ဆီးခဲ့တာဖြစ်တယ်လို့လဲဆိုပါရယ်ကျွန်တော်တို့ကိုလူသမားတွေရဲ့ပြောပြချက်အရတော့ရဲတွေမင်းကလာဆစ်သွားမိတယ် စစ်မီးတဲ့အခါမှာလဲစိတ်ယုံမှုကဘာမင်းရင်ဘာဖြစ်ဆိုတဲ့ဟာကိုပြောခိုင်းထားတယ်။သူတို့ပြောခိုင်းတဲ့ဟာကိုပဲပြောရတာပါ။သူတို့ရေးထားတဲ့လူတွေကပဲဖြေရတယ်ပြောတယ်။ကျွန်တော်ထင်ပါတယ်ရဲတွေကသူတို့ကိုပတ်စံပေးလိုက်ရင်ပါဇက်တွေကပိတ်သွားရောငွေနဲ့ဖြည့်ရှင်းရတဲ့ပုံစံကျွန်တော်တို့ကတော့မျိုးသမီးတွေစိတ်ယုံမှနင်းနာမှုမရှိစေဖို့လူခွင့်ချိုးခေါက်ခံမှုတွေမရှိစေဖို့ဆက်ပြီးလှုံ့ဆော်သွားပါမယ်။လူသမိုင်းဝန်ကြီးဌာနကိုလည်းစာပို့သွားမယ်လို့အလို့သမားတမကများပူပေါင်းဆောင်ရေးကော်မတီ CCTU တာဝန်ရှိသူတို့က new လေးမြန်မာတင်ဒေသနာကိုပြောဆိုထားပါတယ်စကြဝဠာတိုင်းစီစိတ်ယုံအနေနဲ့ ဆိုင်ယုံဝန်ထမ်းမျိုးသမီးအပေါ်လူခွင့်ရေးချိုးဖောက်တာတွေကြောင့်သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုအသုံးမပြုဖို့လည်းတတ်မှုတွေရှိလာပါတယ်။ New Delhi မှာသတင်းဌာနအနေနဲ့စက်တင်ဘာလတိုင်းစီကံကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းဆက်ပိတ်ထားသလိုလူမှုကရေးစာမျက်နှာကိုလည်းဖျက်လိုက်ပါတယ်။စက်တင်ဘာကတိုင်းစီထုတ်တာဖြစ်သလိုစေကူကံလည်းထားရှိထားပြီးတော့စက်တင်ဘာကြီးပေါင်းစီအာတိုစီအကျော်စီစတဲ့တိုင်းစီတွေထုတ်တာလည်းဖြစ်ပါတယ်။စေတောင်းကစီရင်တနာပြုမြို့သမီးရဲဘော်တူကိုတရင်မှုက ဥရီမဲ့ဖိနှိပ်မှုနဲ့တန်းဖက်ချင်းချောက်မှုတွေရှိနေကြောင်းရှိမျိုးသမီးဖွဲ့အနေနဲ့သိရှိရတာကြောင့်အဲ့ဒီကိစ္စရဲ့ပေါ်အများဆုံးရေးယူဆောက်ရွက်ပေးဖို့ NGO ကဝယ်ဝင်ကြီးဌာနအနေနဲ့စုံစမ်းစစ်ဆေးရေးယူပေးဖို့အိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုထားပါတယ်။အဲ့ဒီစာထုတ်ပြီးတောင်းဆိုတာနဲ့ပတ်သက်လို့ဒီကိစ္စတွေဖြစ်ရှင်းပြီးရင်တော့ရှိမျိုးသမီးဖွဲ့အနေနဲ့တောင်းယူရမယ်လို့ကြောက်စက်ခဲတရင်တုံးရဲ့တရင်မူဒေါက်တာလုံးလုံးကပြောဆိုခဲ့ကြောင်းရှိမျိုးသမီးဖွဲ့ကသိရှိရပါတယ်။ကျမတို့ခုလိုစာထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါရီဖြစ်ရှိပြီးတောင်းယူရမယ်လို့ပြောပါတယ်လို့ ရှိဖွဲ့ရဲ့ဥက္ကရာမတ်ထိတ်တာကနယူးဒေးမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်ဆက်လက်ပြီးသူကမျိုးသမီးရဲဘော်တယောက်ကိုပြစ်ပေးတဲ့သူကမျိုးသားရဲဘော်ဖြစ်တယ်ပေါ့နော်မျိုးသားတယောက်အားနဲ့ဒီလိုကျိန်တန်နေပါတယ်ရိုက်တယ်ဆိုတာပြစ်ပေးတာနဲ့မတူပဲနှိမ့်ဆက်တာနဲ့တူနေတယ်တဲ့ရဲ့စီကန်းတွေကိုမလေးစားတာမဟုတ်ပါဘူးဒါပေမဲ့မျိုးသမီးရဲ့အတွက်ကတတ်မှတ်ထားတဲ့လူခွေရဲ့စံနှုန်းလေးနဲ့သွားပေါ့နော်ဒီဟာကြီးကရမ်းရုပ်ဆိုးပါတယ်လူဖွဲ့စည်းအတွက်ပါနော်လို့သူကပြောဆိုထားပါတယ်မုံမေတီတူစေယုံစီရန်သူနာပြုရဲဘော်မက်ရင်မောင်အောင်ဟာ တောင်ထမ်းဆောင်လူကြီးမရှိတာကြောင့်နှုတ်ကဆာတင်ခဲ့တဲ့ပေါ်တိုင်မှုဆိုသူကဥပဒေမဲ့ဖမ်းဆီးနှိစက်တာတွေသုံးရက်ဆက်တိုက်လွတ်ဆောင်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်ရဲဘော်ရီမိုးအောင်ဟာ2021ခုနှစ်မှာ CDN ပြုလုပ်လာသူဖြစ်ပြီးတော့2022ခုနှစ်တလပိုင်းကစပြီးတော့စစ်တေသားကြီးအမှတ်၅တင်ကတိုင်မှာတောင်ထမ်းဆောင်ခဲ့တဲ့စစ်တပ်ဖွဲ့ဝင်တယောက်ဖြစ်တယ်လို့လည်းဆိုပါတယ်လက်ရှိမှာတိုင်မှုဒေါက်တာလုံလုံရဲ့ညွှန်ကြားချက်နဲ့ကြောက်စက်ခန်တိုင်အင်းတို့မှာပြောင်းရွှေ့တောင်းဝင်ထမ်းဆောင်ခဲ့ကြအောင်တိုင်မှုထံနှုတ်ထွက်စာ၃ချိန်တင်ပြခဲ့ပေမဲ့အကြောင်းမပြန်လာကြအောင်စီရေးချုပ်ထံတိုင်းရဲ့တင်ပြခဲ့တယ်လို့ဆိုပါရတယ်။ အဲဒီနောက်တရမှုဆိုသူကဝန်ကြီးဌာနရဲ့နှုတ်မရလို့ပြောဆိုပြီးတော့ရဲဘော်ရီမောင်အောင်ကိုဖမ်းဆီးထိန်းသိမ်းတာ၆ပေါကျုံနဲ့၃ရက်တိုင်ချုံလောင်ထားတာအပြစ်မေးရိုင်းနေခဲ့တယ်လို့ရှီမျိုးသမီးဖွဲ့နဲ့တိုက်ကြလာတယ်လို့လည်းပြောဆိုထားပါတယ်ညာနိုင်ငံတော်ဝါစစ်ချုပ်နေပြီးတော့တပ်သားလူအချက်များနေတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကလူငယ်တွေအနေနဲ့ပြည်ပကိုတောင်းရလှုပ်လှုပ်ကြိုင်တာတဲ့ဘဝလုံးကြုံမှုရှိတဲ့ပြည်ရင်းမှာပဲလှုပ်လှုပ်ကြဖို့ပြောဆိုလိုက်ပါတယ်မတ်လ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီစီးရီးမှာစစ်ကောင်ဆောင်ကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ် ။ဒါပြင်သူကလူငယ်တွေပြည်ပကိုတားရောက်လှုပ်လှုပ်ကြိုက်မှုတွေကြောင့်ဒီရင်းမှာလို့သမားရှာမမှုတွေဖြစ်ပေါ်နေတယ်လို့လည်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာတော့စစ်ကြောင်းနေတဲ့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေအသက်သွင်းမိခြင်းကစလို့လူငယ်များပြားကိုစစ်မှုထမ်းစေဖို့အထမဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေပြီးလူငယ်တွေကြားမှာလည်းစိုးရိမ်မှုတွေနဲ့နေထိုင်နေကြရတယ်လည်းဖြစ်ပါတယ်။ဒီပေါ်တွေကလုံးမလို့ဖို့ပြောနေတာစစ်သားတွေလိုချင်တဲ့ပြောရစကားပါ။နေရာတိုင်းမှာစစ်ဆုံးနေတော့စစ်မှုထမ်းမှုလူငယ်တွေတင်းလိုက်ပန်းပြီးတက်သေးဆွတ်ထက်နေတာမြင်နေရတာပဲလို့လန်ကုံမြို့နေပြည်သူတို့ကလည်းညူရီမြမကိုပြောဆိုထားပါတယ် စစ်ကောင်စီဟာပြပထွက်လှုပ်လှုပ်ကံမဲ့လူငယ်တွေကိုပြပထွက်ခွင့်ပိတ်ပင်တာတွေလည်းဇက်တိုက်ပြုလုပ်နေပါတယ်။လက်ရှိချိန်မှာလည်းစစ်မှုထဲပတ်စင်စနစ်တိရှိနေပြီးတော့လူငယ်တပ်သားတစ်တွေကိုစုဆောင်းလာရှေ့တန်းပို့နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရမြန်မာနိုင်ငံမှာစစ်မှုထဲအကျုံးဝင်သူမျိုးသား6.3တန်းမြို့သမီး9.8တမ9တမ်းစုစုပေါင်း14တမ်းနီးပါးရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ဒီလိုမြန်မာရင်းနေကြတဲ့ရင်းစီစဉ်ဒီကိုနေ့စဉ်တလင်းနာနေ့ကနေစနေနေ့ထိမြန်မာစံနေခြင်းည9နာရီတိုင်းမှာတင်ဆက်ပြီးမှပြည်လို့စောင့်မျှတိရှိနားဆင်နေပါပြီခင်ဗျာ။ Thank mm -hmm. you.